တိမ်ဆောက်မလို့တစ်တေသွားပြီးတော့တိုက်ပြီးပြန်လာကြောင်းကြီးရိုင်းပြီးတော့ပြုလို့တွေဖြစ်နေတာတွေ့လို့ဘာကုလအလောင်းလေရမြေကောင်းသားကစဉ်းစားတာငါကလည်းအိမ်ဆောက်မလို့တစ်တေတိုက်လာခဲ့တာဒီကြောင်းကြီးကမကြခင်ဆိုရင်တော့ပြင်ပြိုသွားနိုင်တယ်ကြောင်းကြီးအပြင်ပြင်ရရင်ကောင်းမယ်ငါအိမ်နောက်မှာပဲဆောက်တော့မယ်ပေါ့တိုက်လာတဲ့တစ်တေနဲ့သူကအိမ်မဆောက်ခင်ကြောင်းအရင်ပြင်နေအိမ်မဆောက်ခင်မလုပ်တဲ့ ကြောင့်ရင်မြင်ပြီးတော့ဆောက်တဲ့အဟောင်းပြင်တဲ့ကောင်းကိုငါကောင်းကိုအဟောင်းပြင်တဲ့ကောင်းပရိအောင်ပြင်တဲ့ကောင်းကိုကကောင်းကျိုးရပြီဆိုတော့ကောင်းကျိုးချမ်းသာအနန္တရခြင်းနဲ့ကဲဆိုတာမသိကြဘူးလားမသိပါဘူးခင်ဗျာဒါကိုပရိသတ်ဒီမာသမိသိဖို့ဆိုလိုက်ကြမလုံးမပြောလုံးမပြောသဘောစင်နာစေပြောတာချက်အလုံးမဲ့ကဲရဲ့မလို့ပေ မလုံးမပြောလုံးမပြောသဘောစင်နာစေသဘောစင်နာစေမပြောတာချက်သဘောတာချက်မလုံးမဲ့မလုံးမဲ့ကဲ့ရဲ့မလို့ပေကဲ့ရဲ့မလို့ပေပထမဉ္စီကတတိယပါရသကဆက်ပြီးမာတော်မူခဲ့ပြန်တယ်ဒုဒုက္ခဝတ္တနိဗ္ဗာန်သမ္မသံဗုဒ္ဓတေတိတံ အတောကံဝိရသံခေမယထဒုက္ခនិရောဇတိအယသမဏောရှင်မယတို့ယထအကျင့်နိဗ္ဗာန်တတရားမြတ်၌ဒုက္ခဆင်းရဲခြင်းမှန်မြတ်သည့်និရောဇတိအစပြချုပ်ရင်း၍သသိမ့်မှဤတတတုနိဗ္ဗာန်တတရားမြတ်၌အတောကံဆုရင်ဇာဆိုတာဘတကုမရှာလို့မတွေ့နိုင်တော့ပါဘဲဝိရသံကိလေသာဟုပြုံမူနေခြင်းသိလို့နေပါဤ ခေမံဘေးရန်ခတဲ့ငိမ့်ပါဤတန်တုန်ဤဘာဆိုရဲချမ်းသာတိသာသူသူခံချမ်းသာတွေနဲ့မှာဘယ်ချမ်းသာနဲ့မှာရှင်မရနေနဲ့အကောင်းဆုံးသောချမ်းသာဖြစ်ပါပြီတော့တဲ့တို့ဤမန္တတ္တိယဩဝါဒဤတတ္တိယဩဝါဒကိုကထေတိကောင်းစွာအပသွေမိတ်ကြတော်မူလိုက်ပါပေတည်း မထေရကြီးတတိယပါခဲ့တဲ့မာရသကရှင်များတို့အသက်ရှိတာနဲ့အကောင်းဆုံးချမ်းသာဖို့ပါဖို့အနာကင်းကြီးရတဲ့အကောင်းဆုံးချမ်းသာဖို့ပါဖို့လောကအကောင်းဆုံးချမ်းသာဆိုတာဖြစ်ပျက်ကင်းတဲ့ချမ်းသာပါတဲ့ဘလို့ချမ်းသာဖြစ်ပျက်ကင်းတဲ့ချမ်းသာပါဗျာအဲ့တော့ဆိုလိုရင်းကဟိုဘလောက်ပဲရုံအာနာရှိရှိမိမြပင်ပြည်သူ့သာပေါ်ပေါ်ဘလောက်ပဲအချမ်းရံပေါ်ပေါ် ပိဒါယိတကယ်တကယ်ကြတော့ဖြစ်လာတဲ့အရာအလုံးဟာပျက်စီးခြင်းမှာအဆုံးသတ်ရမယ်ဆိုတာအသေးချာဘူးလားသိချာပါဗျာသိချာတယ်ဖြစ်လာတဲ့အရာအလုံးပျက်စီးခြင်းမှာပဲဒါအဆုံးသတ်ကြရမှာဖြစ်လာပြီဆိုတဲ့ပြည့်ချင်းသဘောကနောက်ကတွင်းလျက်ကန့်လျက်ပါမလားဘူးလားပါပါပါဗျာဒါကြောင့်ရှင်မရတော့ အကောင်းဆုံးချမ်းသာရခြင်းဖြစ်ပြက်ကင်းအောင်လုပ်ကြအကောင်းဆုံးချမ်းသာရခြင်းဖြစ်ပြက်ကင်းအောင်ပါဗျာဖြစ်ခြင်းသဘောရှိရင်ဘာရှိနေလဲပြက်ခြင်းသဘောနဲ့မကြုံရင်မဖြစ်အောင်လုပ်ဖို့မလိုဘူးလားမလိုပါဘူးဗျာအဲ့တော့ဖြစ်ပြက်ဆိုတာကခန္ဓာအပြင်းပဲထွက်ထွက်ပြီးရှာနေရတာတကယ်ကဘယ်ဖြစ်ပြက်ကိုဘယ်ကပြနေလဲခန္ဓာကပြဩခန္ဓာရတဲ့က အဖြစ်သဘောနဲ့ဒါကြုံရရပြီအဖြစ်သဘောနဲ့ကြုံရင်တော့ဒါအပြစ်သဘောကတွဲလျက်ကပ်လျက်ပါမနေဘူးလားမနေပါဘူးဒါတော့ဒီဖြစ်ပြက်နေပြီဒဲကိုဘယ်သူကပို့တာလဲဘာဖြစ်လို့ရောက်တာလဲတဲ့ဖြစ်ပြက်နေမြဲဒုက္ခအမှန်ကိုမသိလို့ဖုံးကွယ်ထားလို့ဒီနေမြဲတဲ့ကိုယ်တော်မြည်လို့ရောက်နေကြတဲ့မသိမှုသဘောကဘာလဲအဝိဇ္ဇာမသိတာကအဝိဇ္ဇာမသိတော့မလို့ခြင်းဘူးလားလူကျင်တော့မပြုတ်လို့ဘူးလား ပြုလုပ်တော့မရဘူးလားတကယ်ရတော့ဒုက္ခကိုရတာလားဒုက္ခကိုရတာလားဒုက္ခကိုပဲရတာလားရေရဝိသံတော်ကောင်းတို့မိမိတို့တို့တွေတကယ်တကယ်ရနေကြတာကဒုက္ခကိုရနေကြတာမသိအောင်ဖုံးကွယ်ပေးနေတာကအဝိဇ္ဇာအော်ပြုလုပ်တဲ့သဘောကတဏ္ဏလောဘတဏ္ဏနယ်ကမလို့သိသေးဒုက္ခနယ်ကလွတ်ပါမလားမလွတ်ပါဘူးဗျာတဏ္ဏနယ်ကသာလွတ်ရင် င်ဒီနေမြေတက်ကိုမိမိတို့လူကျင်ပါတော့မလားတဏ္ဍေကလွတ်မြောက်သွားရင်ဒုက္ခတွေကလွတ်ပြီလို့မှတ်လိုက်တဲ့ဘာကုမတင်မြတ်ကြီးကထောက်ပြယထာจิตိဗ္ဗန္နတတရားမြတ်နဲ့ဒုက္ခဆင်းရဲခြင်းမှန်သမျှသည်និရောဇတိအစပြတ်ချုပ်ငြိမ်း၍သာသိမ့်ပါ၏ဒတရူနိဗ္ဗန္နတတရားမြတ်နဲ့အာတောကဆိုရင်လျာဆိုတာဘာတခုပါရှာလို့မတွေ့တော့ပါဘူး ဖြစ်ပြက်ကင်းခြင်းသဘောကိုတွေ့မြင်သွားပြီဆိုရင်ဒေါက်တာခန္ဓာသည်ဖြစ်တော်ခြင်းကြောင့်ခန္ဓာကြောင့်ဖြစ်ရမယ့်ဒုက္ခတွေမငင်းဘူးလားမငင်းပါဘူး။ဒါ၄ငြင်းတဲ့သဘောသည်ဏိဒောရသစ္စာငြင်းတဲ့သဘောသည်ဘာသစ္စာဏိဒောရသစ္စာအဲ့ဒီဏိဒောရနိမိတ်ကိုရောက်ဖို့ရှောက်လန်းရမယ့်နန်းကြောင့်မရှိဘူးလားမရှိပါဘူး။ဒီဒောရနိမိတ်ရောက်ဖို့ရှောက်လန်းရမယ့်နန်းကြောင့်ကမဂ္ဂင်၈ပါးမဂ္ဂင်၈ပါးဒီပင်လေမဂ္ဂသစ္စာမရှိဘူးလားဗျာ။မရှိပါဘူး။ မေဂတိတာဆိုတာဘာလဲဆိုရင်တော့သီလသမာဓိပညာဘာတဲ့ပါသီလသမာဓိပညာသီလကိုလျှောဆိုတာချင်းသိချင်းပြီးနေရင်တဲ့ကိုမဖြစ်လာမဲ့ပြည့်တွေကိုမဖြစ်အောင်ထိန်းသိမ်းရမရဘူးလားလုံးမှာဖြစ်ပေါ်လာမဲ့အပြစ်တွေကိုမကြည့်အောင်ထိန်းသိမ်းမှုကြတော့ဝစီကံနဲ့ထိန်းသိမ်းရတယ်အရင်တည်းနေပဲဝစီကံထိန်းသိမ်းရဟောစိတ်ထဲမှာဖြစ်ပေါ်လာမဲ့ရည်ကြည်မကြည့်အောင်တတ်သိပြနေတာဒါမနောကံ ဒါကြောင့်သီလကမာတိပညာကိုကျင့်သုံးတယ်ဆိုတာတကယ်တော့ဒုက္ခငြိမ်းချောင်းအကျင့်ကိုကျင့်ရမရောက်ဘူးလားဗျာ။ဟောမတိမြတ်ကြီးပါခဲ့တဲ့တရားကလေးဟာအလွန်လေးနဲ့ပါတယ်အဲ့ဒါကိုဆိုကြည့်လိုက်ကြ။နိဗ္ဗာန်တ္တနိဗ္ဗာန်တ္တဒုက္ခပြဒုက္ခပြအမြတ်ချမ်းသာပေအမြတ်ချမ်းသာပေနိဗ္ဗာန်ရောက်ကြနိဗ္ဗာန်ရောက်ကြအကျင့်ကောင်းအကျင့်ကောင်းစုဆောင်ကျင့်ရလေစုဆောင် ပထမကြီးပါခဲ့တဲ့ပါရသက၃ခုဖြစ်ပါတယ်အဲ့ဒါကိုအလိုပဲပေါင်းထုတ်ပြီးဆိုကြရအောင်ဆိုလိုက်ကြကုသိုလ်၃ပါးကောင်းမှုများခြင်းကြီးပွားဖို့ရန်မှုမြုံမှန်ရမြန်ပြုကြလေမပြုမီကချမ်းသာမှရှောကြရတတ်ပေ လောင်ခါပြန်တွေးစိတ်မအေးဘူးဆွေးရတတ်ပေဘလုံးမပြောလုံးမပြောသဘောစင်နာစေအပြောသာချက်အလုံးမဲ့ကဲရဲ့ဘလုံးပေနိဗ္ဗာန်တဒုက္ခပြ အမြတ်ချမ်းသာပေနိဗ္ဗာန်ရောက်ကြောင်းအကျဉ်းကောင်းဆုဆောင်ကျင်းကြလေဘဂဝလမထေပါခဲ့တဲ့ပါရသက၃ဘုဖြစ်ပါတယ်မထေမြတ်ကြီးရဲ့ပါရသက၅မြတ်ဟာလက်တွေ့အသုံးချနှက်အသုံးချနေရတဲ့ပုဂ္ဂိုလ်များအတွက်အလွန်ကျေးဇူးများတယ်ဆိုတာမသေးကြဘူးလားသိပါပါဘုရားဒါရယောပရိသတ်ဒီဒုက္ခတွေကလွတ်မြောက်အောင်ဂုတိဂုံက ယုံတော်မူကြပါလို့တိုက်တွန်းတကပြောကြရင်မိတို့ဓမ္မသဘင်ကိုမေတ္တာလီကုန်ဥပ္ပိသင်္ကြန်အောင်ဆိုလိုက်ကြဘုံ33ဘုံ33ဖြစ်ဖြစ်များစွာဖြစ်ဖြစ်များစွာသတ္တဝါသတ္တဝါချမ်းသာကြပါစေအကုသို့ခပင်အကုသို့ခပင်ယန္တတိယန္တတိဖြိုခွင်းနိုင်ပါစေဖြိုခွင်း ပါရမီ7ပါးပါရမီ7ပါးယတ္တယယတ္တယကျိုးသနိုင်ပါစေကျိုးသနိုင်ပါစေမဟောခဏဝိရဒေထခဏတိတာဟိသောစရိအပတေဝါယမေယာထခနောဝပတိပါရိတောတရဝနှလုံးပြောပြောင်းကြတဲ့အိုးသူတော်ကောင်းအပေါင်းတို့ခဏံဘောတို့ပါရတုံလဘဟု ဂျုံရလင့်တောင်းအခွင့်ကောင်းကြီးကိုမဝိရာရိထလောကီကိစ္စအဝဝကြောင့်နိညာပုံသိမချွတ်လွဲကြပါစေနဲ့ဟိယုန်တန်ကြောင့်ကြောင့်ကြာကြသတိရအောင်တိတိညာညာတိုက်တွန်းသမေယစေတော့ခနာတိတံအခွင့်ကောင်းကောင်းမမတိသတိမမူကြုံလွန်ပြီးသွားကြတဲ့သူအပေါင်းတို့သည်သောစရိသာသနာဘအခါကြလျင်ဖြင့် အပါယဘေးတွင်းမိအရေးကြောင့်ဩပူဆွေကလေကြရလေကုန်ဤသောဘိမညာစိတိနာလောကင်းကသေးမြတ်ပွင့်ကုန်ကြသာဘုရားသာသနာခေအခါဝဲလူရွာနတ်၌နေကြုံကြိုက်လေအမိုက်မချွေအလိုက်နေ၍အခြေမပြီးအကြီးနည်းလျင်ဤရောင်တောင်းခုတိုင်အောင်သည် တန်ကောင်လကွယ်တော့လည်း၌ရှင်းတဲ့ပါကုံအပိဖုံးသည်မိုးလုံးတိန်တိုက်လည်းမကြိုက်သာအမိုက်အပြအင်းလေးပါထက်နေကားရာထောင်မကမောင်းဤလူပေါင်းလူရွာသာသနာ၌ဇမတော်၍ယခုတွေ့လဲအလေးမလွဲအများနဲ့လျင်ပိုင်မြဲနေနေမိုက်ဆွှင်ဤမြင်မြင်လောကဤဘဝကား ဒုက္ခစိင်စဉ်ချမ်းသာကင်းဤဒေမင်းအစာနိခန္ဓာကိုတဏှဘလူအမောင့်ပူ၍အယူပြင်းပြင်းနေကိုထင်ဤနေနေပဆိုင်နေပိုင်မဟုတ်နေယုတ်နေနံနေတဏ္ဏကိုနေညံမစုအပေါ်ဖြူ၍မူမူမိမိအများလေးဖြင့်နေရဲ့အပေါ်လွန်ခဲ့တော်မီအာယောတုပိသာစုကို မှုမူရရနေအားကြလေဓမြသေးမင်းသူတ္တနေကမကင်းမင်းသံသနေခန္ဓာတိပြာပုံအပြီဖြစ်လူဤပြီကိုယိရိယာရသေး၍သွားတော်တရားမကြွဲအထုတ်ငယ်လျက်အပေစခန်းသွားမြဲလမ်း၌တပန်းဟိုက်ဟိုက်တရှိုက်ငင်းငင်းတညင်ညူညူစင်းရပိုလျက် ထိုထိုဘဝအနန္တလည်းအစမဆုံးအများထုံးသည်အနှုံးမပြတ်အောက်ရက်ဝဲတသက်လွယ်လွယ်အမြင့်တော်သို့အဘယ်ထိုထိုဥရဟောသည်နေလိုလူမိုက်သွန်လန်းသည်ရသမတုရောက်တုံးမင်းတရားချစ်ခင်ရတဲ့အသင်တော်စင်ပေါင်းတို့သည်ကအပတိသန္တရာတကွင်းကျင်ဤခေရသင်ကမရဘူးခဲ့ကြတဲ့မဉ္ဇဏ်ဘုံဉ္ဇဏ်သစ္စာဉ္ဇဉ်ဆိုတဲ့တရားအထူးတို့ကိုဝါယမိယတာ ယခုလိုခွင့်ကောင်းနေတဲ့ကာလအာကုန်လွှဲ၍အမြဲပင်ကြိုးစားကအရယူတော်မူလိုက်ကြသံပါခွင့်သာခိုက်ကမမလိုက်ခြင်းအမိုက်နှင့်ပြည့်ရှိသေးပေလိုက်တာခွင့်သာဒုံကမမယုံခြင်းအရှုံးနှင့်ပြည့်ရှိသေးပေလိုက်တာဘောဒုံမကံတရဏကောင်သီလဆုံးခြင်းကုံလုံးပြီဝခွင့်ကောင်းရ၍ဗုဒ္ဓဘုံမြင်ကြပါတဲ့အသင်္တော်ကောင်းတို့တွင်မှာ ခဏဘဝအဆက်ဆက်ကြုံမှုရအလွန်ခက်လာတဲ့တသက်တခါကြုံလာတဲ့အခွင့်ကောင်းအခါကောင်းကြီးသည်ပฏิပါရီတော်ရှေရှုမြတ်မောရောက်ရှိနေလေပြီတကား င်းပူဇော်မှု၏ငါးသိန်းချက်ကိုမလေးရှားရောက်မြန်မာလူငယ်များအဖွဲ့ရန်ကုန်မှဆက်ကလူသားမြေဖြစ်ပါတယ်။ဆက်ကလူသားမြေအလူငွေဟာမလေးရှားရောက်မြန်မာလူငယ်များအဖွဲ့ရန်ကုန်၏ကိုယ်စားကိုတင်အောင်မူမက္ကတီစေရန်ကုန်မှဆက်ကလူသားပေးပါရန်ပန်ကြားပါလေ။အထုဓမ္မပူဇာသဘင်အားလူရန်ဝီစုစုကိုအပူဇော်ခံပြီး အလူငွေလက်ခံပြီးရဆရာတော်ကြီးဥပဒါကတပိတဝကဥဒဝေမှာလက်ခံရယူရဒေသာစွာဖြင့်ပြန်ကြားပါလေ 6ရာယနေ့ယဝိမာပြာဏဘိသကောင်းမှာဓမ္မဘူသာလက်သက်ကလူတန်းငွေ7သိန်းကျနဲ့မီဒီကန်ဒေါ်လာ10ဒေါ်လာနဲ့ဓမ္မဘီဇာအဖွဲ့မှာ2သိန်းကျခေါင်း7သိန်းကျနဲ့မီဒီကန်ဒေါ်လာ10ဒေါ်လာဓမ္မဘီဇာအဖွဲ့မှာဦးမြင့်ခိုင်နဲ့ဦးကျင့်စင်မှာသက်ကလူတန်းပြပါရလေးစားစွာတကြအပ်ပါလေ နေ့ညဓမ္မပူဇာရရှိမှုပေါင်းမှာငွေကျပ်15ဒိနေအမေရိကန်ဒေါ်လာ10ဒေါ်လာရရှိပါတယ်ခင်ဗျာသာဓုသာဓုသာဓုအစီအစဉ်နံပါတ်9အရာဆရာကျော်ရှင်သူမြတ်ကြီးဖေဟာမဟာဗရဏဖြင့်လှူဒါန်းမှုအစုစုတို့ကိုရေစက်တော်ချအမြတ်ပေးဝေပေးပါရန်ခြေရောသောဘုခတ်ခေယောထာအပ္ပတိရှင်သူမြတ်ကြီးဖေဟာ ဓမ္မဘုဒ္ဓကရေတင်ပြလျှောက်ထားခြင်းအရဒီကနေ့ညဓမ္မဘုဒ္ဓသဘင်မှာမလေးရှားရောက်မြန်မာမြတ်ကိုသာပြုပြီးတော့လူတိုင်းကကိုတင်အောင်မို့ဘဂဝေပိဆေသီသာသူများကဒီလိုငွေ၅သိန်းချဓမ္မဘုဒ္ဓပြုချခြင်းရရှိကံတော်သင်ပေါင်းတို့ကပေါင်းစုပြီးတော့ဓမ္မဘီကဖွင့်တဲ့သူဒီလိုငွေ၇သိန်းချတဲ့သူအမေရိကန်ဒေါ်လာများလူတိုင်းချခြင်းကောင်းမှုကိုပြုချရမှာပြီးတော့ဒါကဘာဆောင်ရွက်နေတဲ့ ဒီတခုရွှေပြည်ခိုင်းစက္ကူရနာစေယုံတော်ရဲ့အလင်းလူလုံးကမခွင်ကြီးလို့ဒလရရင်ဒလရရင်ဝိရဏရှင်ပေါင်းတရားကျော်ကိုအလင်းလူကြီးပြေလူလေးကြီးရမှာမျက်စိအထူးကဆရာဝန်ကြီးများကလောဟဒနာပြုပြီးတော့ပြေလူကြတာဖြစ်ခြင်းကြောင့်လောဟတဲ့ပစ္စည်းများဝိရဏရှင်များတော်ဘုရားတို့အသွင်ပြတဲ့နေရာမှာတယောက်တယောက်တွေဖြန်းပြန်ကုန်ကြမှုဟာ၄တန်းဝဉ္ဇင်ခန္ဓာကုန်ကြမှု ဒါပူကြီးတို့ရှိပါတယ်အဲ့ဒါကိုဖေရိုးကပဲဘုန်းတော်လူပေးတာပါဝိညာဉ်ရှင်များတရားတရားမှာကုန်ကြမှုမရှိပါဘဲနဲ့ဒါဖေရိုးကအကုန်လုံးပေးလူတာဆိုတော့အဲ့ဒီပေးလူတဲ့အလှူတော်လုပ်ငန်းမှာဖေရိုးရရှိတဲ့ဒီတော်ငွေတွေနဲ့ပဲဒါအသုံးပြုပြီးတော့အလင်းလူကြီးပေးလူတွေရဲ့ရှိပါတယ်။ညဒီကနေ့လူရတဲ့ဒီတော်ငွေတွေကိုဖေရိုးကအဲ့ဒီအလင်းလူတော်ထဲမှာအသုံးပြုပေးသွားမှာပါ။ဒီကနေ့ထုတ်ဝေတဲ့မြတ်အလင်း သရင်သာရဲ့ကြုံညာကန္တမှာလည်းပဲဒါနေနေရကလူရန်ကြားကြတဲ့လူရှင်ရဲ့စင်းကိုဒါမီးတို့ဒီကနေ့တို့ဝေတဲ့မိမအနေနဲ့သာမန်လည်းထက်သွင်းကြီးညာပေးထားပါတယ်မင်းင်းကထုတ်ဝေတဲ့26ရက်နေ့ထုတ်တဲ့ကျင်းပုံသရင်သာမှာတို့ဖြင့်မိတို့27ကျင်းကပြုလို့ပဲအလင်းအလူနဲ့ပတ်သက်တဲ့အစီအစဉ်ကိုလည်းပဲကြီးညာပေးထားပါတယ်29ရက်နေ့ကထုတ်ဝေတဲ့မြန်မာပြည်သရင်သာမှာလည်းပဲ အဲဒီအလင်းကျူနဲ့ပတ်သက်တဲ့ဉာဏ်ချက်တွေကိုတော့ခင်ဗျားတို့သတင်းသားတွေကနေထပ်သွင်းဉာဏ်ပေးထားပါတယ်။အဲတော့ဒီကနေ့ဆောင်ရွက်တဲ့ဓမ္မပူဇာစီစဉ်မှာဓမ္မဘီသဘွားကနေကြီးမှုပြီးတော့ဆောင်ရွက်တာဖြစ်ရှင်ရောဓမ္မမျိုးသိကိုကျေပြန့်ပြန့်မျိုးသိချနိုင်စေဖို့ဒီကနေ့လူထားတဲ့လူတော်ငွေများတဲ့ကနေခင်ဗျားတို့ကကြံ့ငွေ၃သိန်းကိုခင်ဗျားတို့ထုတ်နှုတ်ပြီးတော့ ဓမ္မဗီဇအခွဲ့ရဲ့လိုအပ်သောအရာတို့ကိုလိုအပ်သလိုအသုံးပြုနိုင်မှုဖေးတို့ကပြန်လည်တုံ့နှုတ်ပြီးတော့ပူဇော်ခဲ့ပါတယ်။ဒီကောင်းဝေးတွေကိုကြားသိသူပေါင်းဝန်သာကြည်လို့ရှင်လန်းနိုင်ကြသေးဖို့အမြတ်အတန်ပေးကြရဝေကြရအောင်ဆိုလိုက်ကြအရှင်ဖေယအရှင်ဖေယဥတ္တောရှင်ဖြစ်သောဥတ္တောရှင်ဖြစ်သောတပိတော်တို့သည်တပိတော်တို့သည်ကံကောင်းထောင်မှ၍ကံကောင်း ကြုံတွေ့ရသောမြတ်စွာဘုရားဤသာသနာတော်နှင့်တွေ့ကြရ၍ဘုရားရှင်တော်မပွင့်ပေါ်လျင်လူတော်အများစိတ်ကောင်းထားလေဤကကုသိုလ်အကုသိုလ်နှင့်ထိုထိုဘုံဘဝမတိယ

ဖျားရှင်ကိုဖျားရှင်ကိုဤစဉ်မပြဤစဉ်မပြเจตุสัพโพเจตุสัพโพอเมยเยรณาอเมยเยรณาทาทนาဤทาทนาဤนัยยวนทันนัยยวนทันลွန်จูปันลွန်จูปันลุซ้อนปยาจะติลุซ้อนปยาจะติอิโตเลยินอิโตเลยินชินโนพยาဤชินโนพยาဤသာသနာတော်ကို အရှိခိုင်ခန့်တည်တန့်၍စေပင်ထွန်းကားအကျိုးများစေရန်ကြည်တန်ကြလျက်ဓမ္မဘီဇတရားမျိုးသိကိုစိုက်ပြုကျေချပူဇော်သောအဖြင့်ဓမ္မသဘင်စင်ကြ၍ ဓမ္မသဝနဓမ္မဒါနဓမ္မပူဇာကောင်းမှုမင်္ဂလာကိုအယယူကြပါသည်ဖေယယယူအပ်သောဤကောင်းမှုကိုအကြောင်းပြု၍ဆင်းရဲခတ်သိမ်းငြိယာအမှန်ယနေ့ဘံကို သစ္စာဉာဏ်ဖြင့်သိမြင်ကြ၍မြတ်မောက်ပြုနိုင်သည်မြတ်မောက်ပြုနိုင်သည်ဖြစ်ရပါ